မင်္ဂလာမဆောင်ခင်တို့သမင်ဘဝကူတော်လို့တို့သမင်ဝတ်စုံနဲ့မင်္ဂလာဆောင်ခဲ့ရတဲ့ထူဆန်းတော်မင်္ဂလာပွဲဒီနေ့မှာတော့အောင်လရဲ့ရင်ကိုတကယ်ကိုခြေခိုက်ခန်းစားစေရမယ့်အဖြစ်ပြက်လေးတစ်ခုအကြောင်းပြပြပေးချင်ပါတယ်ပုံမှန်အဖြစ်မင်္ဂလာပွဲဆိုတာကျင်းညိုစရာပျော်ရွှင်စရာတွေနဲ့ပြည့်နေတဲ့နေရာတစ်ခုပါဒါမဲ့အခုမင်္ဂလာပွဲကတော့ပျော်ရွှင်မှုတွေအစားမျက်ရည်တွေခြေခဲ့ခြင်းတွေနဲ့ပြည့်နေနေခဲ့ပါတယ်မြန်မာလူမျိုးတွေကြမှာလက်ဆင့်ကံပြောကြတဲ့အယူအဆလေးတစ်ခုက မင်းလာဆောင်ကနီရှင်ပြုခါနီအချိန်တွေဆိုရင်အသွာလာအနေထိုင်ဆင်ခြေရရဆိုတာပါပဲဒုတိယရက်ဘဝမှာအရေးကြီးတဲ့အပြောင်းလဲခြေတခုမလုခင်အချိန်တွေဟာကံနေတတ်တယ်အညံ့ဝင်လွယ်တယ်လို့ရှေလူကြီးတွေကယုံကြည်ကြပါတယ်ဒါကြဒီလိုအချိန်တွေမှာဆိုရင်မကောင်းတဲ့ငွေတက်တွေမေဝပတ်တွေမကြောက်ရအောင်အိမ်ချင်းမှာပဲငြိမ်ငြိမ်သက်သက်နေဖို့ခီးဝေးတွေမတော်ဖို့အမြဲတမ်းတတိပီလေးရှိကြပါတယ် မန္တလေးမြို့ကုန်းတန်လီရက်ွက်မှာနေထိုင်တဲ့သူတို့သားလောင်မောင်ဖိုးလာပြင်းနေသူတို့သမီးလောင်မမီဇင်ဝင်းတို့ဟာတယောက်ကိုတယောက်အရင်ချစ်ကြတဲ့ချစ်တူတွေပါသူတို့ယောက်ဟာဘဝခီလဲကိုအတူတူကရှောင်းလန်ဖို့ဆုံးဖြတ်ပြီးသူရဲ့အချက်ကိုတည်ယဝဲအတိအမှန်ပြတဲ့မင်္ဂလာပွဲကိုသတင်းကြွလာပြည့်ကျော်ရှိရနေအော်တိုဘာလာ၁၄ရက်နေ့မှာကျင်းပဖို့စီစဉ်ထားခဲ့ကြပါတယ်။သူတို့တမင်လေးမမီဇင်ဝဲဟာသူ့ဘဝရဲ့အရေးကြီးဆုံးနေ့အတွက်ရင်ခုန်ဆေးလျှာမှုတွေနဲ့ပြည့်နေနေခဲ့ပါတယ်။ ရင်းလာဖိတ်စာတွေကိုကိုရိုင်းကိုကြားလိုက်ဝင်သူငယ်ချင်းတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖိတ်ကြားခဲ့ပါတယ်သမားရဲ့စိတ်ကူးရင်းမှာတော့လှပတဲ့မင်္ဂလာဝတ်ဆုံနဲ့တရားသူရဲ့လက်ကိုတွေ့ပြီးရောရှင်နေမဲ့မြင်ကွင်းတွေကိုအကြင်ကြင်အခါခါမြင်အောင်နေခဲ့မှာပါ။ဒါမဲ့သူတို့ရဲ့လှပရဲ့အိမ်မက်တွေဟာရပိုင်တွင်းမှာပဲခြေမပြင်းစေသွားခဲ့ရပါတယ်။မင်္ဂလာပွဲကျင်းပဖို့ရက်နေငယ်ပဲလူတော်ရဲ့အချိန်မှာသူတို့သမီးမမေဇင်ဝင်းဟာစိုက်ကဲမတော်တဆမှုတစ်ခုနဲ့ရုတ်တရက်ကြီးဘဝတစ်ပါးကိုကူပြောင်းသွားခဲ့ပါတယ်။ ပျော်ရှင်ဂျင်နူးဆရာမင်္ဂလာပွဲအတွက်ပြင်ဆင်နေတဲ့မိသားစုနှစ်စုရဲ့ပျော်ရှင်ဂျင်နူးဆရာမင်္ဂလာပွဲအတွက်ပြင်ဆင်နေတဲ့မိသားစုနှစ်စုရဲ့ကဘာဟာတခဏကျွန်းမှာပဲအမောင်းကျသွားခဲ့ပြီးဇာတိယသူတိုင်းကလည်းသူတို့နဲ့တတူဝန်းနေကြေခွေခဲ့ရပါတယ်။ဒီဖြစ်ရမှာလူအများရဲ့ရင်ကိုအလိုခက်ဆုံးဖြစ်စေခဲ့တာကတော့သူတို့သားအမောင်းဖြိုးလာပြည့်ရဲ့ဆုံးဖြတ်ချက်ပါပဲ။ ကျတူသေးဆုံးသွားလို့မိလာဖွဲကိုဖြစ်လိုက်မဲ့ဆောင်သူဟာတတ်မှတ်ထားတဲ့မိလာရက်မှာပဲဖွဲကိုဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါမဲ့အဲ့မိလာဖွဲဟာသမယိုးကြပွဲတခုတော့မဟုတ်ခဲ့ပါဘူး။မိလာမန်တပ်ပေါ်မှာသူတို့သားမောင်ဖိုးလာပြေးဟာသူ့ရဲ့မိလာဝတ်စုံနဲ့ထိုင်နေပါတယ်။သူ့ဘေးကသူတို့တမင်ထိုင်ရမယ့်နေရာမှာတော့လူအစားကျတူအမေစင်ဝင်အတွက် အထူးချုပ်လုပ်ထားတဲ့လှပရမင်္ဂလာဝတ်စုံလေးကိုခန့်ခန့်နာနာချိန်ဆထားခဲ့ပါတယ်။ဒင်းမြင့်ကွေးဟာမြရတူတိုင်းကိုမျက်ရည်မစဲနိုင်အောင်ဖြည့်ဆည်းခဲ့ပါတယ်။ဒီလိုလိုရတဲ့အကြောင်းရင်းအရောသူရဲ့ချစ်သူ တော်ရစနေလောင်းလေးရဲ့ဝိညာဉ်ဟာဒီဘဝအပေါ်မှာပါဆယ်လမ်းမထားပဲတမလွန်ဘဝကိုအချမ်းချမ်းနဲ့ကုပြောင်းသွားနိုင်စေဖို့နောက်ဆုံးနေတဲ့သူရဲ့ချစ်သစ္စာကိုဖြည့်ဆည်းပေးလိုက်တာဖြစ်ပါတယ်။ဒီကတော့ဒီလိုသူတို့တမင်မပါပဲဒါမှမဟုတ်သူတို့သားမပါပဲကျင်းပတဲ့မိလာပွဲမျိုးဟာအလွန်ရှာပါပြီးမယ်မြမပြမရခင်ကလည်းကြားသိခဲ့ဖို့ရဲ့ဖြစ်ရတွေရှိခဲ့ပါတယ်။ဒါကြောင့်မီလာဘွေဆင်တွေဖို့ပြင်ဆင်နေကြတဲ့ချစ်သူအုံတွေတွေအားလုံးကိုလည်းအတော်လာအနေထိုင်ဆက်ဆက်ရရကြိုးစားကြဖို့နဲ့ ။ကွမ်းလွန်သွားတဲ့သူတို့သမီးလေးမမေဇင်ဝင်းကောင်းရပုံဘဝမှာအချမ်းစွာအနားယူနိုင်ပါစေလို့ဆုတောင်းပေးရင်ပရိသတ်တို့ရောဒီလိုသူတို့သမီးမပါတဲ့မင်္ဂလာပွဲပေါ်ဘလို့မြင်ကြလဲဆိုတာကိုပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်စေဝန်စာဖော်ရဆယ်လီနုပညာရှင်တရင်ကြောင်းများကိုချိန်နဲ့ဒီညတင်ဆက်ပေးဦးမှာဖြစ်လို့အတိအသေးတော်ရီတနံမလို့တန်သိရှင်းနိုင်ဖို့အတွက်ဒီနောက်ချက်ပြီးခလုံးလေးကိုလည်းနေထားပြကြပါအောင်ရှင်အစုံတင်အပီကြီးရှိမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်